ချင်းလေးကတော့အဲချစ်တဲ့အကြောင်းလေးပေါ့နော် ဆိုတော့သူဒီတချင်းကိုခဏပြောလို့ပဲသူအတချင်းနေအများကြီးဖန်တီးတဲ့ဟာမာမာဒါ25ပုံမြောက်လောက်မှာသူရေးထားတဲ့တချင်းလေးအဲသူနည်းနည်းလေးလဲဒါ piano ဘက်မှာလဲသူတခြားလေးစူးစမ်းနေရမြင်ရတော့အဲ့ဒီမှာသူထထွက်လာတဲ့ music တိုင်းနဲ့ သူဒီဟာလေးကို creation လုပ်ထားတယ်ဆိုတာလေးကိုလီလီကိုအရင်ကြားတယ်ပေါ့ဆိုတော့အာလီလီကိုကလည်းဒါလေးကိုအာကြိုက်နှစ်သက်တယ်ဆိုတော့ဒီတစ်ချင်းလေးကိုခဏစိတ်ကူးလေးပေါ့နှစ်ယောက်စိတ်ကူးလေး anniversary date လေးမှာငါတို့ဒါလေးထုတ်အောင်ဆိုတော့နှစ်ယောက်လေးတခြားလေး glow တခြားလေးအာ shooting လေးတခြားစီစဉ်ပြီး glow ထီအောင်မှာဒါသွားရိုက်ကြ တကယ်ဒီအအချစ်ဆိုတဲ့အရာလေးကဘယ်လောက်ထိနူးညံ့တယ်ဘယ်လောက်ထိအချစ်ဖို့ကောင်းတယ်ဘယ်လောက်ထိပျော်ဖို့ကောင်းတယ်ပီတိဖြစ်တယ်ဆိုတဲ့အရာလေးတွေပေါင်းစည်းပြီးတော့ဒီတချင်းလေးကိုအဒါလီလီကတော့အဆိုရဲဆိုပေမဲ့လည်းနည်းနည်းလေးပေါ့လီလီစာသားလေးကတော့ဆိုတော့တရုတ်ဆောင်ပိုင်းမှာအဒါနှစ်ယောက်တကယ်တရုတ်ဆောင်ညာမဟုတ်ဘဲနဲ့နှစ်ယောက်ရဲ့ချစ်ချင်းမေတ္တာလေးတွေဒါဒီထဲမှာတခြားလေးလေး